ဥစ္စာဘုရားရှင်တရားကဘာကိုကြွသလားလို့ချက်မိကုန်မိကြတာရှိတယ်။နော်။တရားစကြဝဠာကိုဘုရားကြွဘူးလားဆိုတော့ကြွချင်လဲကြွနိုင်တယ်။ကြွနိုင်တယ်ဆိုတာကတခါတရံစာထဲမှာလည်းပါတယ်လေ။ဘုရားရှင်တရားစကြဝဠာတွေကိုကြွသွားနိုင်တယ်။ကြွတဲ့အခါမှာဘုရားကယဟန်ဘုံသဏ္ဍာန်နဲ့ပဲကြွတာပဲ။ဒါပေမဲ့သူတို့ရဲ့အမြင်မှာကြတော့ဘုရားကိုယဟန်တစ်ပါးလို့မမြင်ဘဲနဲ့ သူတို့လိုမင်းသားတပါသူတို့လိုဘရင်တပါလို့မြင်တာသူတို့လွတ်တော်အစည်းအဝေးလုပ်နေကြတယ်အဲ့ဒီကဘာမှာဘရင်တွေအစည်းအဝေးထိုင်နေကြတယ်ဖခင်လည်းအဲ့အစည်းအဝေးကိုခက်တီတီနဲ့ကြွသွားတယ်ဒါပေမဲ့သူတို့အမြင်ထဲမှာဖခင်ကိုဘရင်တပါဘရင်တပါသူတို့အစည်းအဝေးတက်ရောက်တယ်လို့ပဲသူတို့မြင်တာဘရင်လို့ပဲသူတို့ကမြင်တာမျက်စိထဲမှာအဲ့တော့ဒါပေမဲ့ဖခင်ကလူအဝတ်မဝတ်ပါဘူးဘရင်ဝတ်ဆောင်နေမဝတ်ပါဘူးယဟန်အဝတ်နဲ့ပဲသင်္ကန်းဝတ်နဲ့ပဲသွားတာဒါပေမဲ့အဋ္ဌိထံဖခင်ရဲ့အဋ္ဌိထံတကူကြောင့်သူတို့ရဲ့အမြင်မှာဖခင်ကိုဘရင်ဝတ်ဆောင်နေမြင်တယ် အဲ့အဲ့ဒါကိုယူရပြီးဒီနေ့ခေတ်တချို့ဖျားစင်းလို့ထုတဲ့ခါမှာဘရင်ဝိဆောင်နေဖြစ်ကုန်တာလေအဲ့ဒီဇလန်းတွေပဲတကယ်တော့အဲတကယ်တော့ဖျားရှင်ကသင်ငန်းဝတ်ပါပဲလူဝတ်မဟုတ်ပါဘူးမြတ်စွာဘုရားကကိုယ်တိုင်လဲလူဝတ်မဟုတ်ဘူးတပည့်တွေကိုလည်းလူဝေစာဝတ်ခွင့်မပေးဘူးယဟန်တော်များသည်လူလိုမျိုးအန်တကိုင်းအင်ဂျီတွေဆွေတားအင်ဂျီတွေဝတ်ခွင့်မရှိဘူးဖျားလဲမဝတ်ပါဘူးနော်အဲ့တော့ဖျားရဲ့အဋ္ဌံတကိုးကြောင့်ပဲအဲ့ဒီဘရင်တွေကမင်းကြီးမင်းသားဝတ်ဆောင်နေတဲ့ဖျားကိုမြင်သွားကြတာပဲရှိတယ်အဲ့တော့သူတို့က အော်သူတို့စီကိုဟိုဘယင်အစည်းအဝေးတက်ရောက်တယ်လို့ပဲထင်သွားတာပေါ့လေအဲ့လိုမျိုးတွေတော့ရှိမြတ်စွာဘုရားဒီမြန်မာနိုင်ငံကို ကြွားဘူးပါဒလားဆရာတော်တဲ့ပါဠိတော်အထာကထာတိကာတွေမှာတော့မြတ်စွာဘုရားမြန်မာနိုင်ငံကိုကြွားကြောင်းဖော်ပြမှာထားဘူးเนาะသို့တော်လည်းပဲအရှင်မဟာပုဏ္ဏမထေရဲ့ပြင်ဖိတ်မှုကြောင့်မြတ်စွာဘုရားဒီသူနာပရန္တအတိုင်းဝါနိဇရွာတို့ကြွားဘူးကြောင်းဥပရိပါဏာတပါဠိတော်မှာဆိုထားပါတယ် အဲ့ဒီဥပရိပါဏာတပါဠိတော်မှာဆိုထားတဲ့သုနာပရန္တတိုင်းဟာယနေ့မြန်မာနိုင်ငံဤသခိုင်းအရက်ဖြစ်တယ်လို့မြန်မာစာတန်းတွေကဆိုပါတယ်။ဒါကြောင့်မြန်မာစာတန်းတွေရဲ့အဆိုအရပြောရမယ်ဆိုရင်တော့ပြက်စွာဖရားသည်မြန်မာနိုင်ငံကိုကြွားဘူးတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။ဒါကစာပေသဘောနဲ့ပြောတာပါ။ဒီနေရာမှာသိထားရမှာကစာပေမှာပါတီဖြစ်စေမပါတီဖြစ်စေမြန်စွာဖရားသည်စကြဝဠာအထိကြွနိုင်တဲ့ပုံပုံဖြစ်တာကြောင့် ချေချွတ်ရမယ့်တတ္တဝါရှိမယ်ဆိုရင်မြန်မာနိုင်ငံကိုလည်းကြွနိုင်ပါတယ်ဒါကိုတော့အသိထားဖို့လိုပါတယ်เนาะ